ဆိုရှယ်မီဒီယာမှာတက်လာတဲ့ဒီ post တွေပေါ့နော်ဒီ zone design နဲ့ပတ်တိုင်းတော်တော်မှန်ပါတယ်ဆိုတော့အမှန်လုံးလို့ကိုကိုကိုတော်ခိုင်ကြလို့ရှင်ကို verbal လေးသူများဝင်ရေးတယ်ဆိုလို့ရှင်တော့အော်မှန်ပါလားလို့တော့တွေးမိတယ်ဒါပေမဲ့ကိုကိုကိုအနေနဲ့တော့ verbal ပြန်ပြီးရွေးချယ်တော့ဟမ်ပြန်ပြီးရွေးချယ်ကိုလို့တူနေမှာစွန်းအေးရတယ်နော်အများဖိုက်နေမှာစွန်းလို့အဲ့လိုမျိုးလေးပေါ့စလေးခံတာပါအဲငါပလေးမကံဘူးပလေးခံရခံနေကြရင်ကိုယ်ပဲပလေးလိုက်ပါအာ နော်အဲ့ဒါတော့ဘာကိုဒီမှာအဲ့လိုအစွမ်းရှိတယ်အာရန်လဲချစ်တတ်တယ်ဟိုရန်လဲမှတ်တတ်တယ်ပေါ့အဲအချစ်လဲကြည့်ပါတယ်ဒီလိုလဲကြည့်ရနော်ဟုတ်တယ်ဟုတ်တယ်ကြမ်းကုတ်ကူကိုအနေနဲ့တော့ဘာကိုပြန်ပြွေးချယ်ဟမ်ပြန်ပြွေးချယ်ကိုလိုတူနေမှာဆုံးအေးရတယ်နော်အများပိုက်နေမှာဆုံးလို့အဲ့လိုမျိုးလေးပေါ့ဒါနဲ့ ပါပါဘူးအဲ့လိုမပြောပါဘူးလားဟုတ်တယ်အဲ့လိုမပြောပါနဲ့ပလေးခံရပါဘူးအဲငါပလေးမခံဘူးပလေးခံရခံနေကြရင်ကိုယ်ပဲပလေးလိုက်ပါဟုတ်တယ်နော်အဲ့ဒါတော့ဘာကိုတွေမှအဲ့လိုအစွမ်းရှိတယ်ဆိုတော့ဟိုအဲ့ဒါအချင်းချင်းပဲတည်တယ်နော်ဘာကိုအော် TikTok ဘာကိုအဲ့ဒါအချင်းချင်းတော့နားလေတယ်ကျွန်တော်တို့ချင်းချင်းမေးရင်ကောင်းတာပဲပြောမှာအဲ့ဒါ ဒါပေမဲ့ကျွန်တော်တို့ရဲ့မကောင်းတာလေကျွန်တော်တို့ပဲသိရရှင်းပြလို့မရဘူးအဲ့ဒါကြတော့ဘယ်ဆိုင်ဖြစ်ဖြစ်ပါကိုဘာကူမဟုတ်ဘူးရောဘာကူတော့မရွေးဘူး Red Potato Gardens ဆိုရှယ်မီဒီယာမှာမေးတဲ့အာဆိုရှယ်မီဒီယာမှာတက်လာတဲ့ဒီ post တွေပေါ့နော်ဒီ zone design တွေနဲ့ပတ်သက်ရင်တော်တော်မှန်ပါတယ်ဆိုတော့အမှန်လုံးလို့ကိုကိုကိုတော်ခိုင်ကြလို့ရှင်ကို vago လေးသူများဝင်ရေးတယ်ဆိုလို့ရှင်တော့အော်မှန်ပါလားလို့တော့တွေးမိတယ်ဟုတ်တယ်နော်အဲ့လိုတော့အဲ့လိုတော့မရှိပါဘူးကိုကိုကိုပဲမတည့်ဘူးဖြစ်နေတယ်သူများနဲ့တည့်တယ်ဟုတ်ဘယ်ငယ်တည့်ဟုတ်တယ်ဖြစ်လာတဲ့ပုံပါလေး ဟိုအလိုက်တင်လေဘာကောလှုပ်ရှားတက်တယ်ညံ့များတယ်ညံ့ညံ့ကြီးတာညံ့ကြီးရညံ့ကြီးရညံ့များမှာမဟုတ်ဘူးအင်းလူတယောက်နဲ့တယောက်တော့မတူဘူးပေါ့ဟိုငင်းတော့ပိုဆိုးတယ်ဟိုအဲ့လိုပေါ့ကိုသဘောကျနှစ်သက်တဲ့လူတယောက်ကအဲ့လိုဒါတော့မကောင်းတဲ့အချက်ပေါ့နော်တခြားအဲ့လိုလူတိုင်းမှာတော့ဟိုစစ်သူကြီးစားတော့ရှိကြအောင်ပါ အဲ့လိုဘယ်သူရှိရဲဆိုတာမသိချင်ဘူးကျွန်တော်ကျွန်တော်ဆိုင်မှာရှိရင်ရှိရရတယ်ဟုတ်တယ်လားကျွန်တော်တူရဲ့ကြည့်အဲ့လိုဘယ်သူဆိုတာမသိချင်ဘူးဟုတ်တယ်မလားဘယ်သူဆိုတာမသိချင်ဘူးကိုတယောက်ပဲကိုတယောက်ပဲရှိစေချင်တာသူ့ဘဝမှာအဲ့လိုမျိုးဘယ်သူဆိုတာသိသွားရင်အမှနည်းနည်း impression ကြာသွားပြီသူ့ဘဝမှာ first impression မှာအဲ့ဒီလူနဲ့ပတ်သက်နေဒါကတော့ဒါကတော့ကျွန်တော်ထင်တယ်နည်းနည်း selfish ဖြစ်တာပါဟိုအမြဲတမ်းတော့ကိုတယောက်တည်းနော်အာသူ့ရဲ့ဖို့ခေါ်နေရတဲ့နားမှာသူရှိရော

ဟိုအများကြီးသူ့အတွက်ကောင်းချင်းလည်းမတွေ့ဘူးဆိုးချင်းလည်းမတွေ့ဘူးချက်ချင်းမုန်းချင်းလုံးဝမရှိတော့ဘူးဟိုဒီလူဒီကိုဘဝမှာမြင်မြင်မူးတဲ့လူတယောက်လိုပဲတတ်မှတ်လိုက်တယ်အကောင်းပြီဆိုလဲအဲ့လူဘောကိုအကောင်းဆုံးကောင်းပေးတယ်ဒါပေမဲ့လိုအပ်ချက်မရှိအောင်ပေါ့နော်ဒါပေမဲ့ဟိုလိုအပ်ချက်ရှိလာရင်လည်းဟိုတောင်းပန်တယ်ဘာကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်စိုင်းနေတာတောင်းပန်တယ်ဟိုတကယ်လို့ကိုမလိုဘဲနဲ့ကိုလိုအပ်ချက်မရှိဘဲနဲ့ကို့ပေါ်မှာအဲ့လိုဖြစ်သွားရင်တော့ကျွန်တော်လက်မကြည့်ဘူးဟိုအဲ့လူက ညူမွန်တစ်ခုလို့ပျောက်ွယ်တော့ဒါကြီးကြီးကျယ်ကျယ်ပြောရဲအဲ့လိုပေါ့စိတ်နာပြီးတော့လက်မကြည့်ရပါဘူးအဲ့လိုမျိုးရှိခဲ့ကြတယ်အဲ့မို့အဲဒီလိုပါပဲဒီအသက်ရွယ်ရောက်လာပြီဆိုတော့ဒီလိုမျိုးလဲကြုံရတာပေါ့ဟုတ်